ရမ်ရဲ့အမေခွန်ကိုဆိုလိုရင်းနဲ့လွဲချော်အောင်တီးဖြတ်ခဲ့တဲ့ကိစ္စအတွက် BBC မီဒီယာလုပ်ငန်းစုကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အတိအလင်းတောင်းပန်ခဲ့ပါတယ်။နိုဝင်ဘာ17ရက်နေ့မှာတော့ BBC ကထရမ့်ကိုတောင်းပန်ခဲ့ပေမဲ့လည်းထရမ့်ရဲ့အရှိနေတွေတောင်းဆိုထားသလိုညနာချေးပေးဖို့ကိုတော့ငြင်းဆန်ခဲ့ပါတယ်။၂၀21ခုနှစ်ဇန်နဝါရီလ6ရက်နေ့တုန်းကအမေရိကန်လွှတ်တော်ကိုထရမ့်ထောက်ခံသူတွေက မစည်းနှင်ခင်ထရမ့်ပြောကြားခဲ့တဲ့အမေခွန်ကို BBC ရဲ့တီးဖြတ်ပုံက ဆိုလိုရင်းနဲ့လွဲချော်စေတယ်ဆိုတဲ့အဝေးဖန်ထောက်ပြမှုတွေကနေစပြီးအခုပြဿနာဖြစ်ပွားခဲ့တာပါ BBC ရဲ့ Panorama အစီအစဉ်အတွက်ရိုက်ကူးထားတဲ့အမှတ်တမ်းရုပ်ရှင်ဟောင်း Trump ရဲ့အမေခွန်းတွေကဘသူညီတဲ့အစိပ်အပိုင်းတွေကိုချိတ်ဆက်ပြီးတီးဖြတ်ပြင်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်အကျိုးဆက်ကတော့ Trump ဟာလွှတ်တော်ကိုစီးနင်းမှုကျူးလွန်စေဖို့ဓာတ်ရိုက်အားပေးခဲ့တယ်လို့ထင်အောင်ထင်မှအတိတ်ပဲစီဥတည်သွားစေခဲ့ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ကောမှာတော့ Trump ရဲ့ရှင်းလင်းတွေက BBC အနေနဲ့ ပနာရာမာမှာပြသထားတဲ့အမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားပေးဖို့ Trump ကို ပြန်တောင်းမှန်ဖို့အစာရေးသားတောင်းဆိုခဲ့ပါတယ်။ Breaking အခြေစိုက် BBC မှာတော့ဒီကရက်ကိုအကြောင်းပြုပြီးညွန်ကြားရေးမှုချုပ်နဲ့သတင်းဌာနအကြီးအကဲတို့ယာဒူးကနေတောင်းဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။ BBC လုပ်ငန်းစုရဲ့ထုတ်ပြန်ချက်မှာတော့သမရ Trump ဟာအကြမ်းဖက်ရန်လိုမှုတွေကိုတိုက်ရိုက်ကြကြသွေးထိုးတောင်းဆိုခဲ့ပါတယ်ဆိုတဲ့သဘောမျိုးမှားယွန်းဖော်ပြခဲ့မိကြောင်းဝန်ခံထားပြီး 2024တုန်းကထုတ်လွှင့်ခဲ့တဲ့အမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားသွားမယ်လို့ပါရှိခဲ့ပါတယ်ရှင်။